မှန်မောင်ရင်တော့ဒီလိုဖြစ်မှာမဟုတ်ပါဘူးရှင်။တကယ်ချင်းတို့ဒီဗီဒီယိုကိုတွေ့ပြီးကြားပြီးမလား။အရှိကမောင်းသွားတဲ့သူကတော့ဆုံးသွားတဲ့သူပဲဖြစ်ပါတယ်ရှင်။အနောက်ကစိုက်ကဲနဲ့မဆိုင်ဘူးတော့အနောက်ကစိုက်ကဲကခྱི་သွားသူတိုးပဲဖြစ်ပါတယ်ရှင်။ဟဲဒီစိုက်ကဲကမောင်းတာမြန်လိုက်တာဆိုပြီးတော့အနောက်ကစိုက်ကဲတမကသူပြောနေပါတယ်ရှင်။ပူမောင်းတာမိုင်းလေးဘလောက်ဘလောက်ပြတာလဲဘလောက်ရှိတယ်ဆိုတဲ့အကြောင်းကိုလည်းသူပြောပြခဲ့ပါတယ်ရှင်။အရှိကမောင်းသွားတဲ့စိုက်ကဲမိုင်းလေးက၂00ကျော်လောက်မှရှိမယ်လို့သူပြောပြပါတယ် ရှိအဲ့29ရက်နေ့တုန်းကသူဖုန်းနဲ့လည်းရိုက်တာမဟုတ်ဘူးเนาะသူတို့ဒီလိုစိုက်ကဲမောင်းတဲ့သူတွေမှာဆိုရင်အိုးထုတ်မှာတိတက်စိုက်ကဲနဲ့တွားရင်တက်တဲ့ကင်မရာရှိပါတယ်ရှိဒီကင်မရာနေပြီးတော့အရှိကမောင်းသွားတဲ့သူရဲ့ ပုံလေးအစားဆုံးကိုဖမ်းယူရမိခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီစင်ကတော့ထိုင်းနိုင်တဲ့ချင်းမိုင်မျိုး28ရက်နေ့နေ့လယ်12:30နဲ့6မိနစ်မှာဖြစ်သွားခဲ့တာပါရှင်။အနောက်ကဆိုင်ကကသူတီးကျင်တော့အရှိကဆိုင်ကအမြန်နှုံးထပ်မများပါဘူး။သူအနောက်ကနေပြီးတော့အမြန်နှုံးနည်းနည်းတင်ပြီးတော့လိုက်မောင်းကြည့်ပါတယ်ရှင်။အဲ့လိုမောင်းနေရင်အရှိကဆိုင်ကက ပယ်ဆောင်းလိုက်ညဆောင်းလိုက်ကားကြတွေမှာဆိုလဲဒီစတန်သမားတွေသွားတယ်လို့မျိုးပေါ်တော့သူအဲ့လိုမျိုးမောင်းပြတယ်စတန်ထွင်ပြတယ်ပေါ့နော်အားကြစရာကြီးပဲဘေးကနေကြည့်လို့ရှင်လေဟိုတီဗီထဲမှာကိုယ်ကြီးရတယ်လို့ပဲအဲသူလဲအနောက်ကနေပြီးတော့သူတတွတ်တွတ်နဲ့ပြောတယ်အဲရှီယာဆိုင်ကယ်မောင်းတာပေါ့နော်အမြတ်တော့က200ကျော်လောက်ရှိမယ်လို့ပြောပါတယ်ရှင်အဲ့လိုမောင်းရင်းနဲ့အရှိကဆိုင်ကယ်ကဒီညာဘက် လမ်းအချိုးလေးတော့အကွေ့လည်းမဟုတ်ဒီလိုစောင်းနေအကွေ့နေရာမှာစိုက်ကီးယားရုတ်တရက်လဲသွားတယ်ပြီးတော့မိဒီယာလေးထပြီးတော့လောင်သွားတယ်လူကလေးဘယ်ကိုကျသွားလဲဆိုရင်အရှိန်တော့မမြင်တယ်မလားဟိုးအဝေးကိုလွင့်ထွက်သွားတယ်အဲ့လိုလမ်းဘေးတွေနားမှာဆိုရင်တန်တားရဲ့ချောင်းလေးတွေရှိတယ်ပေါ့နော်တန်တားဒီလိုအပြားလေးတွေအချောင်းလေးတွေကသူကထက်တယ်ကွာစိုက်ကယ်မောင်းတဲ့သူကအသက်33နှစ်လူငယ်တယောက်ပါရှင့် သူကအဲ့ဒီလမ်းပြီးတန်ချောင်းနေကြတဲ့ကိုကျသွားတယ်ဒီနေရာနဲ့တန်ချောင်းနေကကွက်တီဖြစ်သွားပြီးတော့ဒါကပြတ်ထွက်သွားတယ် ဆုံးသွားတယ်ညီလို့မကောင်းဘောเนาะဆိုင်ကြီးကလည်းမိတွေလောင်တာတစည်းလုံးရစရာမရှိတော့ဘူးအားတွေကလည်းပုံမှန်မပြတ်သွားနေကြတယ်အလောင်းမတွေ့သေးတော့လမ်းသွားလမ်းလာတွေကလည်းလူဆုံးသွားတယ်လို့သူတို့ချက်ချင်းမသိသေးပါဘူးရှင်ဆိုင်ကြီးကသူ့ဟာသူအပူလုံပြီးတော့မိလောင်သွားတယ်လဲထင်နေကြပါတယ်ဆော့ဆော့ကအနောက်ကဆိုင်ကြီးနဲ့လိုက်လာတဲ့သူကပဲကယ်စရေးကိုအချောင်းချခဲ့တာပါရှင်ဆိုင်ကြီးပြကျသွားတဲ့အထိကယ်စရေးတွေကမရောက်လာသေးပါဘူးရှင်ဆုံးသွားတဲ့သူအလောင်းကိုလည်းတည်သွားကြတယ်ပေါ့နော် နောက်ပြီးတော့သူမောင်းနဲ့ဆိုက်ကအမျိုးအစားကပြပိုင်အမျိုးအစားပါရှင်နာမည်ပဲကြားဥပါတယ်အမကတခြားမှာတော့မတွေ့ဥပါဘူးဒီ సైకిల్ တွေကတန်ကြီးရပါတော့เนาะဘတ်တသိအထက်ကနေပြီးတော့ဘတ်တသန်းထိရှိတယ်လို့သိရပါတယ်ရှင်အသက်ကိုညံဆောက်တယ်ဆိုတဲ့စကားကတိတ်မှန်ပါတယ်ရှင်တကယ်လို့သူပုံမှန်မောင်းရင်အဲ့လိုဖြစ်မှာမဟုတ်ပါဘူးရှင်